။ငလင်ဘေးကြောင့်ဒုက္ခရောက်နေသူတွေကိုပြန်လည်မှယာယီနေတိုင်းခွင့်အခမဲ့ပေးထားရဆိုတဲ့မုံမုံအားလုံးပဲမင်္ဂလာပါ။ MSLDOS News Channel ကနေကြော်ဆိုပါတယ်။ဂီတလန်ချောင်းပေါ်မှာပြည်သက်အားပေးမှုများစွာရရှိထားတဲ့တည်ရစ်တိတ်ဆိုဆိုတော့မုံမုံကတော့ငလင်ဘေးကြောင့်ဒုက္ခရောက်နေသူတွေကိုပြန်လည်မှယာယီနေတိုင်းခွင့်အခမဲ့ပေးထားလို့သိရပါတယ်။ ငလေတန်းချောင်းပြင်ဦးလေးမှာယာယီနေထိုင်လို့တို့ရဲကျွန်တော်အိမ်မှာကာမဲတောင်းနေထိုင်နိုင်ပါတယ်။အိမ်မှာကြီးမှာတော့ကန်းကားတကန်းပဲလွတ်တော်တာဆိုပေမဲ့ခြံကားတည်းကနေပါကျဲလို့ခြံထဲကမဖွင့်တော့တဲ့ဆိုင်ပါဝင်အစားအုပ်တချို့မှာအေးဆေးဆေးနေလို့ရပါတယ်။ရှင်မီလာတဲ့ချိန်ပြေဆုံးသုံးခွင့်ပေးပါတယ်။အိမ်သားကစားဆိုင်ဖွင့်တော့ကလေးလုံးဆိုင်ဆောင်မှရှဲအတွက်သုံးလို့ရပါတယ်။ရက်ွက်ကြီးခြောက်မှုမြို့တဲ့ဖြစ်တဲ့အတွက်တော့ဟိလာရဲ့ချက်ရပြောရကစားအစဉ်ပြေလို့အဆိုတော်မှုကပြိသက်တွေတည်အောင်ပြောလာပါတယ်။ ူကတော့လက်တလုံးဖြစ်ပေါ်ကန်းကလေးဘေးနဲ့ပတ်သက်ပြီးစိတ်မကောင်းဖြစ်မိတယ်လို့အမှန်တကယ်လိုအပ်နေသူတွေကိုတစ်ဖက်တစ်လမ်းကအပောင်ဝင်ကူညီဖြည့်ဆည်းပေးတဲ့ပေါ်နဲ့အိမ်မနေထိုင်ခွင့်ကိုပေးနေရလဲဖြစ်ပါတယ်။အစိုးရမမှုရဲ့စကားအမျိုးတွေချို့လဲငလင်ဘေးအနေကဂိမ်းဝင်ခဲလို့သိရပါတယ်။စစ်ဘေးရှောင်များပေးတော်လို့ခံလိုက်ရတဲ့တွေ့ကြုံလေးရှိခဲ့ဘူးတာကြောင့်စီကန်းလေးနေငယ်တော့ထားထားပါတယ်။ကိုဝေယဝိဇာကိုတန်ရှင်ကိုတာဝန်ယူပါမယ်။တုံးချင်နဲ့ယူတုံးချင်တဲ့ဖြစ်စီယူမယ်ဆိုအိမ်ကဝန်ထမ်းတွေကိုပြောပြီးအသိပေးပြီးမှယူကြပါ။ပြန်ထားရင်လည်းယူရတဲ့နေရာမှာပဲပြန်ထားပေးပါဒီလောက်ပါပဲ။ စည်းကမ်းတကြလေးစင်ပြပြလေးနေကျင်တဲ့သူတွေကတော့ဆက်သွယ်ပေးပါလို့ဆက်ပြောထားပါတယ်။အဆောင်တွေကြည့်ရှုနားဆင်ပြရပရိသတ်အားလုံးကျေးဇူးတင်ပါတယ်။ကျမတို့ရဲ့ channel ကိုလည်း like and subscribe လေးလုပ်ပေးကြပါရှင်။